ီစတာပွဲတော်ကာလအတွင်းရုရှားနဲ့ယူကရိန်းတို့ကြားယာယီအပြစ်အခတ်ရပ်ဆဲထားမှုတက်တန်းဆက်မတိုးဖြစ်ပေပြီးဆုံးသွားပါတယ်။ April 19ရက်နေ့ညပိုင်းမှာရုရှားသမ္မတပူတင်ကဤစတာနေ့ဖြစ်တဲ့ April 20ရက်နေ့အတွက်နာယီ30ကြာအပြစ်ရပ်ထားမယ်လို့ကြေညာခဲ့ပြီးယူကရိန်းကလည်းလက်ခံကြောင်းသဘောထားထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအပြစ်အခတ်ရပ်ဆဲမှုဟာသတ်မှတ်ထားတဲ့အတိုင်း April 20ရက်နေ့ညတကောင်မှာအဆုံးသတ်သွားခဲ့ပြီးတက်တန်းထပ်မတိုးဖြစ်တော့ပါဘူး။အပြစ်ရမှုကြာရှည်မတီးမြဲနိုင်ခဲ့တဲ့အပေါ် ရုရှားနဲ့ယူကရိန်းတို့ကအပြန်အလှန်လက်ညှိုးထိုးပစ်တင်မှုတွေရှိခဲ့တာပါ။ဤစာကာလအတွင်းမှာအပြည့်အခါရက်စဲထားပြီးမဲ့ထီထွေတိုက်ပွဲတွေလက်နက်ကြီးပစ်ခတ်မှုတွေရာနယ်ချီဖြစ်ပွားခဲ့ကြောင်းနှစ်ဖက်စလုံးကပြောပါတယ်။အပြည့်အခါရက်စဲမှုကိုတက်တန်းတိုးဖြစ်မလားဆိုတဲ့မျှော်လင့်ချက်တွေရှိခဲ့ပေမဲ့လည်းရုရှားရဲ့ test သတင်းဌာနကို Kremlin နန်းတော်ပြောခွင့်ရအရာရှိ Peskov ကအပြည့်ရက်တက်တန်းတိုးဖို့ပူတင်က အမိန့်မပေးခဲ့ကြောင်းအတည်ပြုပြောဆိုသွားပါတယ်။ အမေရိကန်ဟာရုရှားနဲ့ယူကရိန်းကြားစစ်ပွဲကိုအဆုံးသတ်စေဖို့ကနအူးခြေလှမ်းအဖြစ်ရပ်ပေါင်း30ကြားအပြည့်အခက်ရပ်ဆဲထားရေးစ조사ညှိနှိုင်းနေပေမဲ့ပူတင်ကတော့ရပ်ပေါင်း30အစားနာယီ30အပြည့်ရပ်ဖို့ကိုပဲကြေညာခဲ့တာပါယူကရိန်းသမ္မတဇယ်လမ်စကီကတော့ပူတင်ဟာအီစတာပွဲတော်ကာလကိုအလေးထားတရားနဲ့အပြည့်ရပ်ကြေညာခဲ့ပေမဲ့လက်တွေ့မှာတော့လက်နက်ကြီးတွေနဲ့အချိန်ပေါင်းရာချီပစ်ခတ်နေခဲ့တယ်လို့ဆွဆွဲပါတယ်ဒါဟောပူတင်ကသူ့စစ်တပ်ကိုကိုယ်တိုင်အပြည့်အဝထိန်းချုပ်နိုင်စွမ်းမရှိလို့ ဒါမှမဟုတ်ရုရှားဟာစစ်ပွဲကိုအမှန်တကယ်ရပ်တန့်ကျင်တဲ့စိတ်ဆန္ဒမရှိဘူးဆိုတာမျက်သားစေးတဲ့ကိစ္စမျိုးဖြစ်ကြောင်းပူတင်ရဲ့တယုံမှန်အရစစ်ရဆိုင်းရေးဆိုတာကိုလူကြားကောင်းရဝါဒဖြန့်တာမျိုးထပ်ပိုပြီးစိတ်မဝင်စားကြောင်းဇယ်လမ်စကီကလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားပါတယ်တစ်ဖက်မှာလည်းရုရှားကာကွယ်ရေးဝန်ကြီးဌာနကယူကရိန်းတပ်တွေဟာအပြစ်ရကြေညာထားတာကိုအချိန်ပေါင်းတစ်ထောင်ကျော်ချိုးဖောက်ပြီးတိုက်ခိုက်ခဲ့ကြောင်းပြောပါတယ်အပြစ်ရနိုင်ပေါင်း30အတွင်းယူကရိန်းဟာရုရှားပိုင်နက်ထဲကနေရာ 444ခုကိုတိုက်ခိုက်ခဲ့ပြီး drone တွေအသုံးပြုတိုက်ခိုက်မှုတွင်အချိန်ပေါင်း900ကျော်ရှိခဲ့ကြောင်းရုရှားကစွပ်စွဲပါတယ်။အပြစ်ရသဘောတူညီမှုမပြတ်ပြတ်ခင်မှာဇလမ်စကီကသူဟာရပ်ပေါင်း30အပြစ်အခက်ရက်စဲတဲ့အခြေအနေအထိတိုးတက်ဖို့မျှော်လင့်ကြောင်းပြောကြားခဲ့ပေမဲ့ရုရှားကဆက်ပြီးတိုက်ခိုက်နေအောင်မယ်ဆိုရင်တော့ငင်းခံနေမှာမဟုတ်ဘူးလို့သတိပေးထားခဲ့ပါတယ်ရှင်။